မင်္ဂလာပါမနေ့ပြန်ခုနှစ်ရသားသမီးများတို့တည့်ရတာဆောင်းရှောင်းရှောင်းများကိုစတင်ပြောကြားပေးပါတော့မယ်တနင်္ဂနွေသားသမီးများတို့ယနေ့မှာတော့ရွှေကန်ငွေကန်အလွန်ကောင်းတဲ့နေ့လေးဖြစ်ပါတယ်မိတ်ဆွေရင်ဆရာရဲများနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာစိတ်ရှုပ်စရာများကြုံတွေ့ရတတ်ပါတယ်ချစ်သူစီကနေပြီးတော့တနင်္ဂနွေကောင်းများကြားရတတ်ပါတယ်ဆွေမျိုးသားချင်းအောက်လက်ငယ်သားများနဲ့ပတ်သက်ပြီးတော့မင်္ဂလာတနင်္ဂနွေကြားရတတ်ပါတယ်စီးမျက်စိဒုက္ခပေးတတ်ပါတယ် နှစ်လေးပါတဲ့ခဏများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရအောင်တော့အဖြစ်အောင်ဖြစ်ပါတယ်။ရေရီယာနေနေကတော့မိမိအိမ်ရဖျားမှာမွေးငါကတ်လူပူဇော်ပေးပါ။တနင်္လာသားသမီးများတို့ယနေ့မှာတော့စားစားတဲ့ဆက်ပစ္စည်းဆက်သူရှယ်ယာကိစ္စများတို့စိတ်နှောက်ရဖြစ်ရတတ်ပါတယ်။အိမ်တွင်းရေးမှာတော့စိတ်လိုမကြမှုတွေများနေတတ်ပါတယ်။ဝေကန်းတော့ကောင်းပါတယ်။ဆွေမျိုးမိတ်ဆွေအပေါင်းအသင်းများရဲ့အကူအညီများရရှိပါလိမ့်မယ်။တွားသွေးနဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရတတ်ပါတယ်။ ချစ်သူစီရနေပြီးတော့မမျောလင့်ပဲလက်ဆောင်ရတတ်ပါတယ်။တစ်သုံးပါတဲ့ကလေးများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့ချက်သွင်းအောင်ဖြစ်ပါတယ်။ယေရီယာအနေနဲ့ကတော့မိမိအရာဖျားမှာတေမောလီကတ်လို့ပူဇော်ပေးပါ။အင်္ဂါသားသမီးများတို့ယနေ့မှာတော့စိတ်ချမ်းသာစရာတွေအောင်မြင်မှုတွေကြီးနူးဝမ်းမြောက်စရာတွေနဲ့ကြုံတွေ့ရမယ့်နေမျိုးလေးဖြစ်ပါတယ်။အဖက်ဖက်ကနေပြီးတော့အခြေအနေကောင်းများပေးလာပါလိမ့်မယ်။ဘာပဲလုပ်လို့ရဲရဲတာလုပ်ပေးပါ။ကံအခွင့်အလမ်းအလွန်ကောင်းတဲ့နေ့လေး အဖက်ဖက်ကနေပြီးတော့အချင်းနေကောင်းများပေးလာပါလိမ့်မယ်။ဘာပဲလို့လို့ရဲတာလုပ်ပေးပါ။ကံအခွင့်လန့်အလွန်ကောင်းတဲ့နေလေးဖြစ်ပါတယ်။မျက်စိနာတာအောင့်လာမျိုးတွေဖြစ်တတ်ပါတယ်။အချင်းအေးမှာတော့ကြာလေနေဝေးတတ်ပါတယ်။နေလေးပါတဲ့ခဏများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဖြူရောင်ဖြစ်ပါတယ်။ရဲတရားနေနေရတော့မိမိအိမ်ရဖျားမှာတီးဆောင်ကိတ်ကလုပ်ပူဇော်ပေးပါ။ဘုံတော်ဦးသားသမီးများတို့ယနေ့မှာတော့အလုတ်ကိစ္စငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတော့စကားပြောဆိုညှင်းခေါ်အပ်တတ်ပါတယ်။ ရွေးချယ်ရခက်ဆုံးဖြတ်ခတ်တာတွေစိတ်နှခွဖြစ်เสียရများတွေကြုံတွေ့ရတတ်ပါတယ်။ကြာမိုင်းအနေနဲ့ကောင်းကောင်းတော်လဲလက်မှာထိခိုက်ဒဏ်ရာရတတ်ပါတယ်။အခြေအနေမှာတော့တာယာနေပါလိမ့်မယ်။ငါးကိုးပါတဲ့ကနိုင်များအချိုးပေးပြီးတော့ကံကောင်းနေအောင်တော့အပြာရောင်ဖြော့ဖြော့ဖြစ်ပါတယ်။ရေဒီယာအနေနဲ့တော့မိမိအရာဖျက်မှာပဲပေါက်စီကတ်လို့ပူဇော်ပေးပါ။ကြာနာပရိသတ်သမီးများအတွက်ယနေ့မှာတော့အလုံးနဲ့ပတ်သက်ပြီးတော့တာဝန်ယူဖြည့်ရှင်းပေးရတတ်ပါတယ်။မိတ်ဆွေရင်းများနဲ့အဆင်မပြေဖြစ်တတ်ပါတယ်။ အထက်လူကြီးကြီးကဲများရဲ့အကူအညီများရရှိပါလိမ့်မယ်။လှပရွှေရည်သနာနဲ့ပတ်သက်တဲ့ပစ္စည်းများဝင်လာတတ်ပါတယ်။ဘိုင်းအောင်ဘိုင်းနာဖြစ်တတ်ပါတယ်။ချစ်သူစီကနေပြီးတော့တင်းငောင်းများကြားတတ်ပါတယ်။၃၆ပါတဲ့ကနန်းများအချိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အစိမ်းအောင်ဖြစ်ပါတယ်။ရေရည်အနေနဲ့ကတော့မိမိရန်ဖျားမှာလိန်ပေါ်ရင်ကတ်လူပူဇော်ပေးပါ။တောက်ကြသားသမီးများတို့ယနေ့မှာတော့အစအစရရအဆင်ပြေအောင်မြင်နိုင်မယ့်နေ့လေးဖြစ်ပါတယ်။ လူမျိုးကြပါတာကြာဆက်သူရှယ်ယာကိစ္စများတို့အဆင်ပြေပါလိမ့်မယ်အချင်းရင်းနဲ့အိမ်တော်ရင်းမှာတော့တုံးနဲ့တူဖေးမကူညီမှုများနဲ့တာယာနေပါလိမ့်မယ်ငွေကန်ကတော့ကောင်းပါတယ်ခြေတော့မှာထိခိုက်ဒဏ်ရာရတတ်ပါတယ်တစ်သုံးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အစိမ့်နှုတ်ရောင်ဖြစ်ပါတယ်ရေရရနေနေရတော့မိမိရံဖျားမှာ only ပါတယ်မဟုတ်ကလူပူဇော်ပေးပါစနေသားသမီးများတို့ယနေ့မှာတော့အလုံးနဲ့ပတ်သက်ပြီးတော့မကြားခြင်းတဲ့သတင်းများကြားရတတ်ပါတယ် အောက်လက်ငယ်သားသားသမီးများအလောက်ကနေအိမ်ရနေထွက်သွားတတ်ပါတယ်ပြန်မရတော့ဘူးလို့ထင်ထားတဲ့ငွေများပြန်ပြီးတော့ရတတ်တဲ့နေမျိုးလေးဖြစ်ပါတယ်သွားသွေးနဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရတတ်ပါတယ်အချင်းအိမ်မှာတော့ကြာလီနေဝိတ်တတ်ပါတယ်ငါခွန်ပါတဲ့ကလေးများအချိုးပေးပြီးတော့ကံကောင်းနေအောင်တော့ခရမ်းရောင်ဖြစ်ပါတယ်ရေရာအနေနဲ့ကတော့မိမိအရာဖျားမှာစပြက်သီးကလို့ပူဇော်ပေးပါ